ဖြစ်ပြီးပြီးချင်းပဲပေါ့เนาะကျမတို့24နှစ်အတွင်းဒီဒီတရက်အတွင်းမှာကိုပဲအဲကျမတို့ဒီအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပေါ့เนาะဒီ emergency announcement ကိုထုတ်ပြန်ခဲ့တာရှိတယ်28ရက်နေ့မှာပဲပေါ့เนาะအဆောင်ရနေတဲ့အချိန်မှာကိုပဲခုနလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေနောက်ပြည့်ခါကျတော့ ဒီအရက်အရက်သားပေါ့နော်အထူးသဖြင့်တော့ဒီစစ်ဖက်အဲတက်ကက်တွေတောင် မဟုတ်ဖ ೇನೆ ပေါ့နော်အရက်သားအပြစ်မှတ်တွေကိုပဲဟိုစစ်ဖက်အရက်ဖက်ခွဲခြားခြင်းမရှိဘဲနဲ့အဲထိုးစစ်ဆင်နေတဲ့ကိစ္စတွေတိုက်ခိုက်နေတဲ့ကိစ္စတွေကိုဟိုစာရွက်ပေါ်မှာတွေမဟုတ်ဖ ೇನೆ ပေါ့နော်လက်တွေ့လိုက်နာဆောင်ရွက်ဖို့ဆိုလို့ရှိရင်နိုင်ငံတကာက monitoring လုပ်ဖို့လို့လိုပါတယ် international monitoring mechanism တခုလိုတယ်ဆိုတာကို เนาะကျမတို့ဒီအချိန်မှာအာအလေးပေးပြီးတော့ပြောကြလို့ရပေါ့เนาะနောက်တစ်ဖက်မှာလည်းပဲဒီ humanitarian principle တွေကိုနိုင်ငံတကာထောက်ပံ့အကူအညီပေးအဖွဲ့အစည်းတွေအနေနဲ့တိတိကျကျတင်းတင်းရင်းရင်းပြက်ပြက်သားသားပေါ့เนาะလိုက်နာဆောင်ရွက်ဖို့လို့လိုပါတယ်ဒါကြောင့်ကျမတို့က principle တွေအပေါ်မှာစုစည်းညီညွတ်ဖို့လိုတယ်လို့တော့ကျမတို့ မြင်နေနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကိုယ်တိုင်ကလည်းခုနကကျွန်မရှိမှပြောသားသလိုမျိုးပဲ humanitarian လုပ်မယ်ဆို humanitarian principle တွေအတိုင်းတင်းတင်းရင်ရင် UN ဆိုလဲ UN agency တွေကခွင်တောင်းနေတာထက်ကိုလုံရမယ့်အလုပ်ကိုလွတ်လွတ်လပ်လပ်တင်းတင်းရင်နဲ့တကယ့်အကူအညီပေးရေးတွေကိုထိထိရောက်ရောက်ပေါ့နော် နေရာဒေသမခွဲကြဘဲနဲ့ SAC control ပဲဖြစ်ပါစေကျမတို့ဟို ERO တွေနဲ့နောက်ခုန NUG ရဲ့ထိန်းချုပ်ဒေတာတွေပဲဖြစ်စေဘယ်နေရာမှာမစိုးအကန့်အသတ်မရှိပေါ့နော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရောက်နိုင်ဖို့ဆိုလို့ရှိရင်ခုနပြောတဲ့ humanitarian principle တွေပေါ်မှာကျမတို့ united ဖြစ်ဖို့လိုတယ် NUG အစိုးရကတပတ်တိုးချဲ့ထားတဲ့ထိုးစစ်ရဲစဲရေးကာလမှာနိုင်ငံတကာကစောင့်ကြည့်ရေးရန်ရထူထောင်ပေးဖို့ NUG နိုင်ငံသားရေးဝန်ကြီးတိုက်တွန်းအမျိုးသားညီညွတ်ရေးအစိုးရကငလင်ပေးကြောင့်ထိုးစစ်ရဲစဲရေးကာလကိုတပတ်တာတိုးချဲ့ထားရာနိုင်ငံတကာအနေနဲ့စောင့်ကြည့်ရေးရန်ရထူထောင်ပေးဖို့ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကဒီနေ့ပြုလုပ်တဲ့စကိုင်းငလင်ကြီး Major Earthquake တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။ စကိုင်းတိုင်းကိုအခြေပြုပြီးအင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်အမျိုးသားညီညွတ်ရေးအစိုးရကမတ်တုံဆယ်ရက်ကနေဧပြီ၁၂ရက်ထိနှစ်ပတ်တာကာလအတွင်းခုခံကာကွယ်စစ်ကလွှဲပြီး ထိုးစစ်တွေအားလုံးကိုရန်နာထားမယ်လို့ထုတ်ပြန်ကြေညာခဲ့ရာလက်ရှိမှာတပတ်သက်တမ်းထိုးထားတာပါထိုးစစ်ရဲဆဲထားတဲ့ကာလမှာ အကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေစစ်ကြောင်းထုံးမှုတွေကိုပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရန်နေရ International Monitoring Mechanism ထူထောင်ပေးဖို့အတွက်နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မာအောင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ကျမတို့နိုင်ငံတကာကိုတောင်းဆိုတိုက်တွန်းလိုတာကတော့ဒီလိုရပ်တန့်မှုတွေလုပ်နေတဲ့ကာလမှာ monitoring ကောင်းကောင်းလုပ်ဖို့လို့လိုပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေကိုထိုးစစ်ရတာတွေကိုအခွင့်ကောင်းယူပြီးတော့ဒီကာလမှာဆက်လုပ်နေတယ်ဆိုတာကတော့ ော်တော်လေးတော့အဆင်မပြေတဲ့ကိစ္စဖြစ်တယ်။ဒါကြောင့်မို့လို့နိုင်ငံတကာအနေနဲ့ပေါ့ International Monitoring Mechanism လို့မျိုးကိုကူးပေါင်းဆောင်ရွက်မဲ့ရန်ရာတစ်ခုထူထောင်ပေးဖို့လည်းလိုအပ်မယ်ဆိုတာကိုတော့ကျွန်မဖြစ်စုပြီးတော့ဒီထိုးစစ်တွေရဲ့မဲ့ညင်ညာချက်နဲ့အတူကျွန်မတို့နိုင်ငံတကာကိုထပ်လောင်းပြီးတော့သတင်းစကားပေးချင်ပါတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်က ပြောကြားပါတယ်။ဒါအပြင် NUG အစိုးရကငလင်ပေးတင်ပြည်သူတွေအတွက်နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထဲကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတ္တတပတ်အဖြစ် ဧပြီ13ရက်ကနေ20ရက်ကိုတက်မှတ်ထားတာပါအနည်းနဲ့ကတော့ခုနအရှိမဆွေးနွေးသွားခဲ့ကြတယ်ကျမတို့အစိုးရအဖွဲ့ရဲ့လောက်ကန်ဆောင်ရွက်မှုတွေကိုနိုင်ငံတကာကိုပုံမူပြီးတော့ကြည်ကြည်ပြတ်ပြတ်သိရှိနိုင်အောင်လို့ပေါ့နော်။အော်ဖြန့်ဝေခဲ့တဲ့အလုပ်တွေလုပ်ခဲ့တယ်။နောက်ပြတ်ခါကျတော့နိုင်ငံတကာအကူအညီမြန်မြန်ထက်ထက်အထီးထီရောက်ရောက်ရရှိနိုင်ဖို့လို့ပေါ့နော်။နိုင်ငံတကာကိုလည်းပဲဒီအပိပေါ့နော်မြေတားရက်ခံစားတွေပေးပို့ခဲ့တာ ရှိပါတယ်ပေါ့နော်အထူးအားဖြင့်တော့ခုနဒေတာတွင်အိန္ဒိနာချင်းနိုင်ငံတွေဒေတာတွင်ဖွဲ့စည်းတွေဖြစ်တဲ့ခုနအာဆီယံဥပဒေအပအဝင်ဒီနိုင်ငံတွေရောနော်ဘရီ EU US အစရှိသည်ဖြင့်ပေါ့နော်ဒီနိုင်ငံအသီးသီးကိုကျွန်တော်တို့ဟိုရည်ရွယ်ပြီးတော့ဒီအဲ uh, international community ကို appeal letter တွေပေးပို့ခဲ့တာ ရှိတယ်။ပြီးတဲ့ခါကျတော့ကျမတို့ကိုယ်စားလှယ်ရုံးနေပေါ့နော် NUG ကိုယ်စားလှယ်ရုံးနေကနေပြီးတော့တဆင့်လည်းပဲအခုပြည်သူမှပြည်သူတို့အကူအညီပေးအစီအစဉ်တွေကို mobilize လုပ်ခဲ့တာရှိတယ်ပေါ့နော်။ အဲ့ဒီအဲ့ဒီအစီအစဉ်တွေမှာကျမတို့ကောမို့ကိုယ်စားလှယ်ယုံနေနေနဲ့အဲပူပေါင်းဆောင်ရွက်တာဒီပြုလုပ်ခဲ့တယ်ပူပေါင်းပြီးတော့ရမုံငွေရှာဖွေတဲ့အလုပ်တွေကိုဆောင်ရွက်ခဲ့တယ်ဒါပြင်ကိုလည်းပဲတက်ဆိုင်ရာမိမိတို့ရဲ့ဒီ host country တွေပေါ့နော်နိုင်ငံကတာဝန်ရှိတဲ့သူတွေကိုလည်းပဲမြေပြင်အခြေအနေတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်အောင်ပေးဖို့ဆောင်ရွက်အချိန်ဆက်ဆောင်ရွက်ခဲ့တာတွေရှိပါတယ်အဲ့ဒီမှာမှကျမတို့ဟိုဒီ International AIDS ကြီးဝင်လာတဲ့အခြေအနေမျိုးမှာကျွန်တော်တို့သတိထားဖို့လို့လိုတာကပေါ့နော်ဒီစစ်ကောင်စီရဲ့လုံလေလုံထရှိတဲ့အလေးအထတွေ behavior တွေ pattern တွေကိုကျွန်တော်တို့နိုင်ငံတကာ community အနေနဲ့သတိထားမိအောင်လို့မလို့ပေါ့နော်အာဒီ special issue ထုတ်ပြန်ခဲ့ပါတယ်သတင်းတော်ထုတ်ပြန်ပြီးတော့ ပိုတကယ်ကိုထိထိရောက်ရောက်ပေါ့နော်နိုင်ငံတကာအကူအညီတွေကိုအလိုအဆုံနေရာတွေကိုရောက်နိုင်ဖို့လို့ဆိုလို့ရှိရင်မြေပြင်မှာဒီပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့လွတ်လပ်တဲ့လွတ်လပ်တဲ့ပေါ့နော်အရက်ဖက်အဖွဲ့အစည်းတွေရှိမယ်။နောက်ပြီးတော့ community base အအဖွဲ့အစည်းတွေရှိမယ်။ထို့အတူကျမတို့ရဲ့အဲပေါ်တော့ NUG ရဲ့စုံမထင်းချုပ်ဒေတာတွေမှာလည်းပဲကျမတို့ရဲ့ trusted partner တွေပေါ့နော်ယုံကြည်ရတဲ့ပူပေါင်းဆောင်ရွက်နေတဲ့ mechanism တွေကလည်းပဲဆက်သွယ်ဆောင်ရွက်နိုင်မှုလို့ကျမတို့ပြောကြားပြီးတော့ သတင်းစကားပေးပြီးတော့ဆောင်ရွက်နေတာတွေရှိတယ်ပေါ့နော်အဲ့ဒီလိုဆောင်ရွက်နိုင်ဖို့ဆိုလို့ရှိရင်အခုအာ special envoy နေပေါ့လေမြန်မာပြည်ကိုသွားခဲ့ကြတဲ့ special envoy envoy နေရှိတယ်နောက် ASEAN ရုံး EU ကိုယ်စားလှယ်အစားရှိသဖြင့်ဒီနောက်ပြီးတော့ UN agency တွေဒီ agency တွေနဲ့လည်းပဲကျမတို့ရဲ့သတင်းစကားတွေကိုပေါ့နော်စင်စက်မပြတ်ပေးပို့ပြီးတော့ ဆောင်ရွက်နေတာရှိတယ်အဲ virtual call တွေကနေပြီးတော့တဆင့်ပေါ့နော်အပြန်လှန်အဲ exchange လုပ်ကြတာတွေလည်းကျွန်တော်တို့ဇက်တိုက်ဆောင်ရွက်နေတာတွေရှိပါတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့တွေပေါ့နော်အဒီအခြေခံထားတဲ့အချက်တွေကတော့ဒီ humanitarian နဲ့ပတ်သက်တဲ့ principle တွေကိုထိထိရောက်ရောက်ပေါ့နော်ကျင့်သုံးဖို့လို့ဟို ဖြစ်တယ်ပေါ့ဒီ power point မှာပြထားတာတွေကတော့ကျွန်တော်တို့နမူနာအနေနဲ့ပြထားတာဖြစ်တယ်ပေါ့နော်ဒါ အဲဆိုတော့အဓိကဒီ recommendation ကတော့ကျမတို့ပေးတဲ့သတင်းစကားကအခုလိုမျိုးပေါ့နော်ဒီအဖြစ်ခက်တွေလည်းရက်စဲတယ်အထူးသဖြင့်ကျမတို့ကတော့ထိုးစစ်တွေကိုရပ်တန့်ထားပြီးတော့ဒီငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအားပြုပြီးတော့ဆောင်ရွက်နေတဲ့အချိန်မှာကိုပဲခုနလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေနောက်ပြီးတဲ့အခါကျတော့ဒီအရက်အရက်သားပေါ့နော်အထူးသဖြင့်တော့ဒီစစ်ဖက်အဲတာဂက်တွေတောင်မဟုတ်ဖ ೇನೆ ပေါ့နော်အရက်သားအပြစ်မှတ်တွေကိုပဲ ဟိုစစ်ဖက်အရက်ဖက်ခွဲခြားခြင်းမရှိဘဲနဲ့အဲထိုးစစ်ဆင်နေတဲ့ကိစ္စတွေတိုက်ခိုက်နေတဲ့ကိစ္စတွေကိုဟိုစာရွက်ပေါ်မှာတွေမဟုတ်ဘဲနဲ့ပေါ့နော်လက်တွေ့လိုက်နာဆောင်ရွက်ဖို့ဆိုလို့ရှိရင်နိုင်ငံတကာက monitoring လုပ်ဖို့လို့လိုပါတယ် international monitoring mechanism တခုလိုတယ်ဆိုတာကိုကျွန်တော်တို့ဒီအချိန်မှာ အလေးပေးပြီးတော့ပြောကြလိုတယ်ပေါ့နော်နောက်တစ်ဖက်မှာလည်းပဲဒီ humanitarian principle တွေကိုနိုင်ငံတကာထောက်ပံ့အကူအညီပေးအဖွဲ့အစည်းတွေအနေနဲ့တိတိကျကျတင်းတင်းရင်းရင်းပြက်ပြက်သားသားပေါ့နော်လိုက်နာဆောင်ရွက်ဖို့လို့လိုပါတယ်အခုကျွန်တော်တို့ကြားနေသိနေရတယ်လို့ပဲနေပြည်တော်သွားတယ်နေပြည်တော်ကခွင့်ပြုမှသွားလို့ရတယ်ဆိုတာမျိုးကနိုင်ငံတကာကတစားစားအော်နေကြတယ်ပေါ့နော်ဒီ humanitarian principle ဒီဖြစ်ကြရပေါ့နော် neutrality တို့ humanity တို့ impartiality အထူးသဖြင့် independence ဆိုရက်အခြေခံဘူဝါဒတွေနဲ့ principle တွေနဲ့ကန့်ညီမှုမရှိတာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီ humanitarian assistance တွေအခုဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်နေတဲ့ငလျင်ဘေးတံကိုနိုင်ငံရေးရောအလွယ်မသုံးအောင်နော်စစ်ကောင်စီကသူ့ရဲ့အာဏာတည်မြဲဖို့နော်တရားဝင်မှုအတွက်အတုံးချခြင်းမခံရအောင် တော့ကျမတို့အထူးအလေးခယူပြုဖို့လိုရဲဆိုတာကိုနိုင်ငံတကာကိုကျမတို့ထိတွေ့ပြီးတော့တွေ့သမျှပေါ့နော်တန်တမန်တိုင်းအဲဒီအန်ပွိုင်းတိုင်းကိုကျမတို့ပြောဆိုနေတယ်ပေးသမျှစာရီထဲမှာလည်းကျမတို့ထည့်သွင်းပေါ်ပြထားပါတယ်အခုဒီနေရာကနေပြီးတော့လည်းထပ်လောင်းပြီးတော့ဒါကိုပဲအဲကျမတို့အာ highlight လုပ်ပြီးတော့ပြောချင်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ recommendation လုပ်ချင်တာကဒီ humanitarian principle တွေတင်မကပါဘူးအဲကျမတို့ NUG အစိုးရအနေနဲ့လဲပေါ့နော် အန်ဒီစကရီမိနေးပေါ့နော်ခွဲခြားဆက်ဆံခြင်းမရှိတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရမှုကိုလက်ခံပါတယ်။ဒါကြောင့်မို့လို့နေပြည်တော်သွားနေတာကိုလည်းကျွန်တော်တို့ကဘာမှကန့်ကွက်စရာမရှိဘူးနိုင်ငံရေးရတလွဲအသုံးမခံရဘူးလို့ပဲလူတယ်။ထို့လူကျွန်တော်တို့ဘက်တွေနဲ့ဆက်သွယ်ဆောင်ရွက်တဲ့အခါမှာလည်းတင်းတင်းရင်းရင်းတော့ဟိုပွန့်ပွန့်လင်းလင်းတော့ဆောင်ရွက်ဖို့လိုတယ်။မျှမျှတတဟိုဒုက္ခရောက်နေတဲ့ပြည်သူလူထုရှိနေတဲ့ဘယ်နေရာကိုမဆို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိထိရောက်ရောက်ရောက်ဖို့လို့ဆိုရင်ကျမတို့နဲ့လည်းဆက်သွယ်ဆောင်ရွက်ဖို့လိုတယ်။လွတ်လပ်တက်ကြွတဲ့အရက်ဖက်အဖွဲ့အစည်းတွေလည်းအခုဆောင်ရွက်နေကြတာရှိပါတယ်။လူမှုအခြေပြုအဖွဲ့အစည်းတွေဒီ emergency ကြောင့်ဖြစ်ပေါ်လာတဲ့ civil society organization တွေနေဆက်ဒေသတွေမှာရှိနေတဲ့အဖွဲ့အစည်းတွေအပါဝင်ပေါ့လေ။ဒါ activate လုပ်ပြီးတော့ပြန်ဆောင်ရွက်နေကြတာရှိတယ်။ဒီလိုလွတ်လပ်ပြီးတော့ရှိနေပြီးသား mechanism တွေကပါ လူလူလက်လက်သွားဟိုပေါ့နော်ဖြန့်ဝေနိုင်မယ်ပူပေါင်းဆောင်ရွက်နိုင်မှသာလျှင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတွေကထိရောက်မှာဖြစ်တယ်မဟုတ်လို့ရှိရင်တော့လည်းပဲဒီနိုင်ငံတကာကအကူအညီတွေကိုစစ်ကောင်စီကနေပြည်တော်မှာလက်ခံပြီးတော့နေပြည်တော်တစ်ခုတည်းကိုပဲနိုင်ငံတကာကထိတွေ့နေတဲ့ပုံစံမျိုးဟလား နိုင်ငံရေးအရာတရားဝင်မှုရအောင်ယူတာနိုင်ငံရေးအရာအမြတ်ထုတ်တာတွေကိုလည်းပဲကျွန်တော်တို့ဆောင်ရွက်နေတာကိုမြင်နေတွေ့နေရတယ်ဒါကိုလည်းကျွန်တော်တို့အနေနဲ့စိုးရိမ်နေဒါကြောင့်မို့လို့အခုကျွန်တော်တို့ ਨੇ equal balance communication ပေါ့နော်ကျွန်တော်တို့ ਨੇ မြတ်မြတ်မြတ်တတဖြစ်တဲ့ပူပေါင်းဆောင်ရွက်မှုမျိုးဆက်သွယ်ဆောင်ရွက်မှုမျိုးဖြစ်ဖို့လို့လိုပါတယ်ဒါကိုကျွန်တော်တို့စဉ်ဆက်မပြတ်ပြောကြားနေတာဖြစ်ပြီးတော့အခုသတင်းစာရှင်းလင်းပွဲကနေတဆင့်လေဒီသတင်းစကားကို ကျွန်တော်တို့ပါလို့တာဖြစ်တယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့စူးမိုးထင်းကျုံဒေတာတွေမှာကုနာအရှိကပေါ့နော်ပြောရဆိုမှရှိသူပြောသွားတယ်လို့မျိုးပဲကျွန်တော်တို့ဒီဒီအုပ်ချုပ်ရေးအဖွဲ့တွေဒေတာကန်အဲဟိုအဖွဲ့အစည်းတွေနောက်ပြတ်ခါကျတော့ PDF တွေအပါဝင်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအေဂျင်စီတွေနိုင်ငံတကာအဖွဲ့အစည်းတွေအကူအညီတွေရဲ့ အဲလုံခြုံရေးကိုလည်းကျမတို့ကာကွယ်ပြီးတော့ကျမတို့အတူတကွပူးပေါင်းဆောင်ရွက်ဖို့လို့အစဉ်သင်းရှိတယ်။ဆောင်ရွက်လက်စတွေလည်းရှိနေပါပြီဆိုတော့ကိုပြောကြရင်းနဲ့ပဲအဲကျမရဲ့တင်ပြမှုကိုနေုံချုပ်ပါတယ်။ကျေးဇူးနဲ့အားတင်ပါတယ်။ Okay အဲအဲကုလသမဂ္ဂဒရီဒရီမှုချုပ်ပြောသွားတယ်အဲမှတ်ချက်နဲ့ပတ်သက်ပြီးလို့တော့ အဲကျမတို့ဟိုအထွေထူးတော့တုံ့ပြန်စရာတော့မရှိဘူးပေါ့နော်အထွေထူးတုံ့ပြန်စရာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ကိုယ်တိုင်ကိုယ်ကအဲစူးစီးညီညွတ်ဖို့ဆိုတာကိုစီးလုံးဖို့ဆိုတာကိုဟိုအဓိက priority အနေနဲ့ပေါ့နော်အထူးသဖြင့်တော့ကျမတို့ပြောချင်တဲ့စူးစီးညီညွတ်မှုနဲ့အဲအထွေထွေးမှုချုပ်ပြောတဲ့ United ဖြစ်မှုစူးစီးညီညွတ်မှုဆိုတာဘယ်အရာကိုဆိုလိုလဲဆိုတဲ့ပုံမှာတော့ဟောကွဲပြားခြားနားမှုရှိနိုင်မယ်လို့တော့ အဲကျမတို့မြင်ပါတယ်ဆိုတော့ဒါကြောင့်ကျမတို့က principle တွေအပေါ်မှာစူးစီးညီညွတ်ဖို့လိုတယ်လို့တော့ကျမတို့မြင်တယ်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကိုယ်တိုင်ကလည်းခုနကကျမရှိမှပြောသားသလိုမျိုးပဲ humanitarian လုပ်မယ်ဆို humanitarian principle တွေအတိုင်းတင်းတင်းရင်ရင် UN ဆိုလဲ UN agency တွေကခွင့်တောင်းနေတာထက်ကိုလုံရမယ့်အလုပ်ကိုလွတ်လွတ်လပ်လပ်တင်းတင်းရင်ရင်နဲ့တကယ်အကူအညီပေးရေးတွေကိုထိထိရောက်ရောက်ပေါ့နော်နေရာဒေသမခွဲကြဘဲနဲ့ အစီအစီ control ပဲဖြစ်ပါစေကျမတို့ဟို ERO တွေနဲ့နောက်ခုန NUG ရဲ့ထိန်းချုပ်ဒေတာတွေပဲဖြစ်စီဘယ်နေရာမှာမစို့အကန့်အသတ်မရှိပေါ့နော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရောက်နိုင်ဖို့ဆိုလို့ရှိရင်ခုနပြောတဲ့ humanitarian principle တွေပေါ်မှာကျမတို့ united ဖြစ်ဖို့လိုတယ်စုစုစည်းစည်းနဲ့ရပ်တည်ပြီးတော့ဆောင်ရွက်သွားကြဖို့ပဲလိုတယ်လို့ကျမအနေနဲ့တော့သဘောထားမှတ်ချက်ပေးလိုပါတယ်